အင်တာဗျူးတစ်ခုမှာမိုဟီကိုနဲ့လိုက်ပြိုင်ကမနာလိုတဲ့စိတ်တွေဖုံးမဖိနိုင် ဖြစ်နေကြရတဲ့ဝမ်းမင်းတန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Fish ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ နေပဲချင်းမတူကြပေမဲ့ဝင်းမင်းတန်းနဲ့မိုဟိကိုရိုကအလဘရေရခေါင်းစဉ်အောက်မှာလူအများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့သူတွေမို့ဘွဲရီအတူတူတက်ရပါရင်ဝင်းမင်းတန်းကအမျိုးသမီးတွေဖြစ်တည်လာတဲ့ဘဝမှာယုံကြည်ချက်ရှိအောင်အားပေးစကားတွေပြောတတ်တာကြောင့်လူတွေကဝန်းရံကြတာဖြစ်ပါတယ်မိုဟိကိုကတော့အသက်ရွယ်နဲ့မလိုက်အောင်ခန္ဓာကိုယ်ထိမ့်သိမ့်တဲ့အပြင်စိတ်ကိုလည်းအေးချမ်းအောင်ထားလာပြီးတော့လှပနေတဲ့သူမို့အားကျနေရတာဖြစ်ပါတယ် မိုးဟီကိုလိုအလဘရေးရမှာဂုံတူးစုရထားတဲ့သူနဲ့ပွဲတူတူတက်ရတဲ့အပေါ်မှာဝင်းမင်းတန်းကစိန်အောင်ရှင်ဖြစ်တဲ့ဟန်နေဖြစ်နေခဲ့တာပါအင်တာဗျူးဖြေတဲ့အချိန်မှာလဲဝင်းမင်းတန်းကမိုးဟီကိုနဲ့ရှင်ရဲ့သူမကိုမလာဘူးလို့ပြောကြမှာဆိုရင်လည်းအတွက်မိုးဟီကိုရဲ့အလှကိုဖိနှိပ်ပြီးတော့ပြောဆိုနေခဲ့ပါတယ်မီဒီယာတွေကမိုးဟီကိုကြော်ရှင်းလာပါနေတဲ့အပေါ်မှာဂုံပြူကြပြီးတော့ဘလို့များလုပ်လဲဆိုပြီးတော့မေးခဲ့ကြပါတယ်ဒါကြောင့်မို့မိုးဟီကိုကလည်းလှဖို့အတွက်ဂျင်ဆော့ပြီးတော့အစားကိုရှောင်တဲ့အကြောင်းမျှဝေခဲ့ ဲ့တာပါသူဒီလိုလုံးတယ်ဆိုတာခနာကိုချမ်းမာဖို့စိတ်ချမ်းမာဖို့ကဦးစားပေးဖြစ်ပြီးတော့တတိယအနေနဲ့မှာအလားပါရေးရအတွက်လို့ဖြေခဲ့ရပါ တကယ်တော့ဒီအဖြေကရိုးရှင်းသလိုကိုရိုင်းကျမ်းမာအောင်နေထိုင်နည်းကိုမျှဝေခဲ့တာပါဒါပေမဲ့လည်းတစ်ဖက်မှာရှိရဲ့ဝင်းမင်းသန်းကမိုဟီကိုရဲ့အဖြေပေါ်မှာမိုဟီကိုလှရဲဆိုတာသူအများကြီးပေးဆပ်ရတယ်။မစားမတော့ပဲနေထိုင်နိုင်လို့သာလှတာလှခြင်းဘာမှမစားဘဲနေကြမိုဟီကိုလိုလှလာလိမ့်မယ်ဆိုပြီးတော့ထောက်ပြောလာခဲ့တာပါလူမှုတိုင်းဝိုင်းမှာအခုလိုတစ်ဖက်သားရဲ့အလှတရားအပေါ်မှာဝင်ရောက်ပြောဆိုတာကလူချင်းဝဲနဲ့မညီဘူးလို့သတ်မှတ်ထားကြတာပါဒါအပြင်အခုလိုတစ်ဖက်လူရဲ့အလှတရားအပေါ်မှာ င်ရောက်မဆွဲဖက်ရဘူးဆိုတာကိုလည်းဝင်းမင်းတန်းကိုရိုင်းသူ့ blog တွေမှာအမြဲပြောနေကြဖြစ်ပါတယ်။ဒါပေမဲ့မိုးကြီးကိုနဲ့တွေ့တဲ့အချိန်မှာသူကိုရိုင်းစီးပောင်းနေလွတ်ပြီးတော့ပြောဆိုမိကုန်တာဖြစ်ပါတယ်။ ဒါအပြင်ဝင်းမင်းတန်းကသူ့အလားနဲ့မိုဟီကိုရဲ့အလားကိုလည်းနိုင်ရှင်ခဲ့ပါတယ်။မိုဟီကိုကမစားမတော့ပဲနေထိုင်သလိုလှအောင်အရန်ကိုစူးစမ်းပြီးတော့မှရှာလာတဲ့အလားတရားကိုခေါင်းစဉ်တက်ခဲ့ပါတယ်။ဒီမှာအလားကတော့အစားတော့ရှောင်စရာလည်းမလိုသလိုနေကျင်တိုင်းနေပြီးတော့ရလာတဲ့အလားမှု ထောက်ပြလာခဲ့တာဖြစ်တယ်။ဝင်းမင်းတန်းက beauty blogger တစ်ယောက်ဖြစ်ပေမဲ့ skin care နဲ့သာထိန်းသိမ်းတာဖြစ်ပါတယ်။ Jim Sorari အစားရှောင်တာမျိုးတွေနဲ့သူ့ခန္ဓာကိုမထိန်းသိမ်းပါဘူး။ဒါကြောင့်မို့သူမကတော့စိတ်မချမ်းသာမှု ဦးစားပေးပြီးတော့ဝါအနေနဲ့ရလာတဲ့အလှတရားကိုခြေနဲ့တည်းဆိုပြီးတော့နှိုင်းရှင်ခဲ့တာပါ တကယ်တော့မီဒီယာတွေဘက်ကလည်းအခုလိုအလားတရားကိုနှိုင်းယှဉ်မေးမြန်းတာမျိုးမရှိခဲ့သလိုမူဟီကိုဘက်ကလည်းတင်စည်းပြီးတော့ပြောဆိုခဲ့တာမရှိဘဲဝင်းမင်တန်ကအခုလိုတွေထုတ်ပြောခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကြီးစုနေတဲ့အမျိုးသမီးတူကြီးတွေနေနဲ့လည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ဘလို့အလားမျိုးလိုချင်လဲလိုင်းလုံးနိုင်တယ်ဆိုပြီးတော့ထောက်ပြခဲ့ပါတယ်။ဝင်းမင်တန်ရဲ့စကားတွေကြောင့်တချို့ပရိသတ်တွေကစိတ်ကွက်နေကြပါတယ်။အရင်ကတော့ဝင်းမင်တန်ရဲ့ blog တွေကပညာရှိစကားတွေနဲ့ပြည့်နေပေမဲ့အခုနောက်ပိုင်းမှာတော့မနာလိုပြီးကုန် တုကုံပြိုင်နာတွေများလာတယ်လို့သတိထားမိလာကြတာကြောင့်ဖြစ်ပါတယ်။ပရိသတ်ကြီးရောဝင်းမင်းသားရဲ့မနာလိုစိတ်တွေကဖုံးမဖိနိုင်အောင်ဖြစ်နေရလို့ထင်လား။သဘောယူနဲ့ပြောရလို့ထင်လားဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါစို့ရှင်။